အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကိုမတွေအားလုံးပဲမင်္ဂလာပါဗျာနော်ကဲအဲ့တော့ကျွန်တော်ဒီနေ့မှာကျွန်တော်ကိုမတွေအတွက်ဒီနေ့ဟူးမကြောင်မှာလုံးဝဒီနေ့ပေါ်တော်ဘူးနေ့ပေါ်တော်ဘူးနေ့မှာလုံးဝအားကောင်းတယ်အဲကြံ300ရအတွင်းပေါ့ကဲဒီပေါ်တော်ဘူးကျသာပြီတောက်ကြ300ရအတွင်းမှာလုံးဝရှယ်လာဦးလားမယ်ထူးရှယ်မှုတစ်ခုကိုကျွန်တော်ပြပေးမယ်ဒီနေ့မှာပိုအားကောင်းတယ်ပေါ့နော်ကဲအဲ့တော့အဲ့မှုလေးတစ်ခုဟာ ခဏခဏလည်းရာဘူးတယ်ခဏခဏလည်းဟိုနေဖြစ်ဘူးတယ်ပေါ့နော်ခဏခဏလည်းကြုံတယ်ခဏခဏလည်းရခဲ့ဘူးတဲ့မူလေးတစ်ခုပေါ့နော်ဒါပြီးတော့ဒီမူကဘယ်လောက်ထိအားကောင်းတယ်ဆိုရင်တော့ဟိုဒီနောက်23နဲ့ကနေပြီးတော့အခုလက်ရှိရောက်နေတဲ့အခုလက်ရှိအချိန်ထိပေါ့နော်ဖောက်ပင်တပင်ဗုဒ္ဓဘူးကိုကြော်ပြီးကြတာကတပွဲဒီနှစ်ပွဲပဲအပြည့်ပြောစရာရှိတယ် နော်အဲ့တော့ဒီ2023နေ့2025အထိဆို2023 2024ဦး2025နှစ်မကုန်သေးဘူးဆိုတော့2025နှစ်နှစ်ကြော်ကြော်ရှိတယ်ဒီကလင်နာတပြင်းလုံးထဲမှာကျွန်တော်နှစ်ပွဲပဲဖောက်ပြင်ရှိတယ်ကြည့်အဲ့မူလေးတစ်ခုကိုကျွန်တော်ပြပြမယ်အဲ့တော့ကျွန်တော်ကူမာလေးကျွန်တော်ရဲ့အကြိုက်ချင်းတွေ live ပြီးတော့ထိုးလို့ရတယ်လက်မလေးနှိမ့်မယ် channel subscribe နေရတဲ့ channel subscribe နေမယ်ကောမမမင်္ဂလာပါလေးရေးသွားပြမယ်နော်အဲ့တော့နော်မလို့တနေ့က3ည9နဲ့ပေါ့နော်ကျွန်တော်ကူမာရရမယ်လို့လည်းမျှော်လင့်ပါတယ် 3ညာ9နဲ့ပေါ့နော်3ညာ9နဲ့ရမယ်လို့အားလုံးညွှန်းနေပါတယ်ဗျာနော်ကို3ညာကို3ညာ9တဲ့အကွေရတယ်အဲနောက်ပြီးဒီဘက်မှာ3ညာလေးရသွားပြီ3ညာလေးဆိုမွေးကနားပေါ့နော်မွေးကနားနဲ့အား3ညာလေးရတယ်ကို3ညာတင်ကတစ်ခုရပြီပါပေါ့နော်ကဲအဲ့တော့နောက်ရက်ဒီမှာဆက်ရစီခြင်းရခြင်းနဲ့ဆိုတော့မိတ်ဆွေလိုက်ကြည့်နော်မင်္ဂလာပါဗျာဟုတ်ကဲ့မင်္ဂလာပါဗျာ အဲ့တော့ဒီကောင်ကဘလို့လာတယ်ဆိုတော့အပူနက်ခတ်တောင်းဖြတ်ကြတာနေလာတယ်အပူနက်ခတ်ဘလို့ကြလဲဆိုတော့အပူနက်ခတ်ကဒီလိုတောင်းဖြတ်ဖြစ်နေရမယ်နော်အဲ့တော့တောင်းဖြတ်ကြတာနေလာတယ်ကဲအဲ့တော့ဒီဘက်မှာကြည့်မယ်ဒီမှာကတစ်ရှက်နက်ခတ်တုံညာဘူးကအပူနက်ခတ်အပူအပူနက်ခတ်ကတောင်းဖြတ်ကြတာလေအပူနက်ခတ်တောင်းဖြတ်ကြပြီဆိုတာနဲ့သူကဘလို့လာလဲဆိုတော့အဲ့ဒီတစ်ရှက်ကနက်ခတ်ကဘာပြိတ်လဲနက်ခတ်ကကိုးပြိတ်ကကိုးတလုံးအပူကဘာပြိတ်တုံညာဘူးကတုံညာပြိတ်တုံညာလုံးအဲ့ကိုးတုံညာဘူး တေသုံး6ရှင်းနဲ့ကက်ကုသုံညာတကွက်ထဲသူအဲ့တော့ကုသုံညာကိုတေသုံး6ရှင်းနဲ့ကက်ကုသုံညာတကွက်ထဲသူဆိုတာကဟောဒီဘွဲကနေစပြီးတော့ကျွန်တော်တို့ဟောဒီမှာဘုဒ္ဓဘုဟုကြော်ပြီးတော့98ဆိုပြီးတော့တကွက်ကြထားတယ်မှတ်ထားမယ်နော်ကုသုံညာကိုတေသုံး6ရှင်းနဲ့ကက်တာဟောဒီမှာ98လို့တကွက်ကြထားတယ်ကဲအဲ့တော့ကိုကွဲဘာထွက်လဲဗျာကိုကွဲကျွန်တော်ဝင်နေမဖြစ်ရသေးဘူးဘုံကမလိုက်ထွင်နေလို့မအားဘူးမကြည့်ရသေးဘူးနော်နောက်တော့ဘယ်ဟုတ်ကြည့်မလဲ ။ဟောဒီမှာ40နဲ့တိရမိတ်ဆိုရင်တစ်ချက်လောက်မှန်သွားပြီပေါ့နော်။ Google ဘာကနန်းထွက်တယ်ဆိုတော့ဟောဒီမှာ40နဲ့က6ပရိနက်ခက်ဟောဒီမှာအပူအပူနက်ခက်ထောင်းပြကြတယ်။40နဲ့က6ပရိက6နှစ်ပူပါ4ပရိက4 6လေးကို3 6ရှင်းတယ်ကတော့ဟောဒီဘက်မှာ41နဲ့ဟောင်းထားတယ်။နော်အဲ့တော့နောက်တစ်ဘက်ကိုဆက်သွားကြည့်မယ်နောက်တစ်ဘက်ကိုဆက်သွားကြည့်တော့လေဟောဒီမှာ40နဲ့နက်ခက်ဟောဒီမှာအပူက6ပူအဲ့တော့ကျွန်တော်တို့က အပူနက်ခတ်တောင်းဖြတ်ကြထားတယ်နက်ခတ်က6ပရိအပူက2ပရိ6နှစ်ကို3 6ရှင်းတဲ့ကတော့ဟိုဒီမှာ1နှစ်ဆိုပြီးတော့ကြာထားတယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ပွဲကိုဆက်သွားကြည့်နောက်တစ်ပွဲကိုဆက်သွားကြည့်တော့ဟိုဒီကနက်ခတ်က40နဲ့ဟိုဒီကအပူက4ပူအဲ့တော့42က6ပရိ4ပူက10ပရိ6 8ကိုကျွန်တော်တို့က3 6ရှင်းတဲ့ကတော့6 8ကို3 6ရှင်းတဲ့ကတဲ့မူကကျွန်တော်တို့သူ့ရဲ့အောက်ဘွယ်မှာ68ကို3368နဲ့ကတ်တော့ကျွန်တော်တို့ကျွန်တော်ဗာကြထားတယ်ဆိုတော့ဟောဒီဘွယ်မှာ83ဆိုပြီးတော့ကြာထားတယ် ဟုတ်ပြီနော်69 13 60နဲ့ကဲ့တော့ဟောဒီဘုံမှာ83ဆိုပြီးအောင်ထားတယ်ကဲအဲ့တော့နောက်တစ်ဝဲကိုကြည့်ပဲဒီက69ငါးပရိနခက်ဟောဒီကတပူအပူနခက်ဓာပြကြတယ်အဲ့တော့ငါးပရိကငါတပူကနှစ်ပရိငါးနှစ်ကိုကျွန်တော်136နဲ့ကံမယ်ငါးနှစ်ကို136နဲ့ကံတော့ဟောဒီဘုံမှာ105ဆိုပြီးတော့ ကြာထားပေးရပါတော့။တင်ကားဆိုပြီးတော့ကြာထားပေး။ကဲအဲ့တော့နောက်တစ်ဝဲကိုဆက်သွားကြည့်။နောက်တစ်ဝဲကိုဆက်သွားကြည့်တော့ဟောဒီကနက်ခက်ဟောဒီမှာအပူအပူနက်ခက်တောင်းဖြက်ကြာတယ်။အပူနက်ခက်တောင်းဖြက်ကျွန်တော်မြင်မြန်လေးပဲပြပြလိုက်တော့မျိုးတွေနော်။အချိန်မရမှဆိုထိုးချိန်နေရမရောဒီနေ့ကတော်တော်အားကောင်းတယ်ပေါ့နော်။ဒီနေ့မှတကယ်အားကောင်းတဲ့အမှုတစ်ခုပေါ့နော်။အဲ့တော့နက်ခက်က၈တိအပူက၃ညပြီ။အပူနက်ခက်တောင်းဖြက်ကြာတယ်။အဲ့တော့ကိုးပြီ၃ညပြီ။ကိုးတုံညကိုကျွန်တော်တို့က၁၃၆ရှင်းနဲ့ကြာတော့မယ်။ ိုးတုံညာကို3 6ရှစ်နဲ့ကတော့ဟောဒီဘက်မှာတုံညာ6ဆိုပြီးတော့နော်မနေ့တနေ့ကနေမနေ့အစောဘက်မှာတုံညာ6ဆိုပြီးတော့ကြာထားတယ်နော်ကဲအဲ့တော့ဒီဘက်မှာကျင်ကျွန်တော်ပြောတာအားလုံးနားလည်မယ်လို့မျှော်လင့်နေတယ်နော်ကျွန်တော်ကူမတွေအားလုံးပဲကဲအဲ့တော့နောက်တစ်ခုကိုဆက်သွားကြည့်အဲ့တော့ဒီခုဆက်သွားကြည့်ဟောဒီက6ခုဟောဒီက6ခုအဘူးနဲ့ကက်တောင်းပြကြတယ်အဘူး6ခုက2ပရိက္ခ2 6ခုက5ပရိက္ခ5 2 5ကိုကျွန်တော်တို့1368နဲ့ကက်အဲ့တော့2 5ကို1368နဲ့ကက်တော့ကျွန်တော်တို့က နှစ်ငါးကိုကျွန်တော်တို့3 6 7နဲ့ကတ်တော့ကျွန်တော်တို့ကသူ့ရဲ့အောက်နောက်တစ်ပတ်မှာကျွန်တော်တို့တင်းရနေမှာ28ဆိုပြီးတော့ကြာထားပေါ်တော့ဘူးလုံးဝမကြော်ဘူးပေါ့နော်အဲ့တော့နောက်တစ်ဝဲကိုဆက်သွားကြည့်နောက်တစ်ဝဲကိုဆက်သွားကြည့်တော့ဟောဒီမှာ6ဘူးက2ပြိ6ဘူးက5ပြိအဲ့တော့ဒီနှစ်ငါးကိုကျွန်တော်တို့3 6 7နဲ့ကတ်တော့နှစ်ငါးကို3 6 7နဲ့ကတ်တော့ကျွန်တော်တို့ဟောဒီဘက်မှာကျွန်တော်ဘာကြာထားလဲဆိုတော့ကျွန်တော်တို့ဟောဒီမှာအင်္ဂါနေ့မနက်စီမှာ23ဆိုပြီးတော့ကြာထားတယ်ပေါ်တော့ဘူးလုံးဝမကြော်သေးဘူးပေါ့နော်ကဲအဲ့တော့နောက်တစ်ဝဲကိုဆက်ကြည့်ဒီက တစ်ကိုတွေဟောဒီကခွန်ဘူးကလေးတွေကိုးလေးကိုးလေးကိုကျွန်တော်တို့က1368နဲ့ကတ်တော့ကိုးလေးကို1368နဲ့ကတ်တော့ကျွန်တော်တို့ကတနင်္လာအင်္ဂါနေ့ညနေစီမှာ48ဆိုပြီးတော့ကြာထားတယ်ဟုတ်ပြီနော်48ဆိုပြီးတော့ကြာထားပြီခဏလေးပြန်နော်ဖုန်းလာလေးဟယ်လိုဟင်းဟုတ်ကျွန်တော်ပြီးမှကျွန်တော်ဖုန်းဆက်လိုက်မယ်ဒီကကျွန်တော်လိုက်တွင်နေလို့နော်ဟုတ်ကဲ့ပါ နော်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ကိုလေးကို3368နဲ့ကတ်တော့ကျွန်တော်တို့အင်္ဂါနေ့ညနေစီမှာ48လို့ကြာတယ်နောက်တစ်ဝက်ကိုဆက်သွားကြည့်နောက်တစ်ဝက်ကိုဆက်သွားကြည့်တော့ဟောဒီက2406ပြည့်10ဘူးက6ဝက်ဒီအဲ့တော့6တလုံးကိုကျွန်တော်တို့က2406ပြည့်6ဝက်10ဘူးက6ပြည့်က6ဝက်6တလုံးကိုကျွန်တော်3368နဲ့ကတ်တော့ခဏလေး6ကောပဲထွက်တယ်6163 6ဘူး68ဆိုတော့ခဏလေး6ကောပဲထွက်တယ်အဲ့တော့အဲ့ခဏလေး6ကသူ့ရဲ့အောင်နောက်တစ်ဘက်မှာထွက်လာဆိုတော့ဟောဒီဘက်မှာ60ဒီအင်္ဂါနေ့မနက်စီမှာ61ဆိုပြီးတော့ ကြာထားပြီ။ကြဲအဲ့တော့နောက်တစ်ခွဲကူဆက်သွားကြည့်။နောက်တစ်ခွဲဆက်သွားကြည့်တော့ဟိုရီက9ဘူးဟိုရီက6နှစ်က6ပြည့်9ဘူးက10ပြည့်က10ပြည့်6နှစ်က6ပြည့်အဲ့တော့16ကိုကျွန်တော်တို့136ဆင့်နဲ့ကဲရအောင်ပဲ16ကို136ဆင့်နဲ့ကဲရအောင်ပါဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်တစ်ဘက်တွင်မှာ16ကို136ဆင့်နဲ့ကဲတော့တင်းနေတာအိမ်ကပေါ်တော့ဘူးလုံးဝမကျော်ဘူးမနက်စည်းမှာ86ဆိုပြီးတော့ကြာထားတယ် ဟုတ်တယ်နော်ညနေစမှာရှစ်ဘူးကြာတယ်ညမနက်စမှာ86ဆိုပြီးတော့ကြာထားတယ်ကဲအဲ့မှာတစ်ချက်ပြောစရာရှိဒီဘက်မှာတစ်ချက်ပြောစရာရှိတယ်အဲ့တော့ဒီဘက်မှာကြီးနက်ခတ်နက်ခတ်အဘူးအဘူးဆိုပြီးတော့နက်ခတ်တွေအဘူးတွေအများကြီးကြာထားတယ်အဲ့ဒီကမှာကျွန်တော်တို့ကအရင်ဆုံးကြာတဲ့အတွေ့ကိုအရင်ယူရတယ်ဟုတ်ပြီနော်အရင်ဆုံးကြာတဲ့အတွေ့ကိုအရင်ယူရဟုတ်ပြီဒီကနက်ခတ်ရဲ့ဒီကနက်ခတ်ကို तू ကလိုက်ပြီးတော့တွဲမှာကဒီကအဘူးနဲ့မတွဲပါတောင်းပြဖြစ်မှာဆိုတော့ နော်အဲ့တော့ဒီဘူးနဲ့ကြတော့ထက်အောက်ပြင်လေးကိုတွဲလို့မရဘူးဒီနက်ခက်ကဒီအဘူးနဲ့ဟူတောင်းပြက်ပြလို့ဒီဘူးတွဲရမယ်ဒါပေမဲ့ဒီအဘူးဒီနက်ခက်နဲ့ဒီအဘူးအတွဲနဲ့ဆိုင်ဒီအဘူးနဲ့ဒီနက်ခက်အတွဲကပူပြီးတော့အရင်ကြထားတယ်ဆောပြီးတော့ကြထားတယ်ဒီတွဲကအရင်ဖြစ်ထားတာပေါ့နော်အဲ့တော့ဖြစ်တဲ့အတွဲကိုရင်ယူရတယ်အဲ့တော့ရှစ်ဘူးရှစ်ဘူးကိုဆိုတော့6ပြိက6 5 3က10ပြိက10 6 8ကို1 3 6 8နဲ့ပြန် 68ကုတ368နဲ့ကတော့တင်းနာအင်းကဗိုလ်တော်300တွင်မှာတင်းနာနေမနေသိမှာ36ဆိုပြီးတော့ကြာထားပြီဟုတ်ပြီနော်ကဲအဲ့တော့နောက်တစ်ဘက်ကိုဆက်သွားကြည့်မယ်နော်အဲ့တော့နောက်တစ်ဘက်ကိုဆက်သွားကြည့်ရတော့ကျွန်တော်တို့ဒီဘက်မှာက6 6ကနက်ခတ်က9ပရိ6ခုက2ပရိ9နှစ်ကိုကျွန်တော်တို့က3 3 6ရှင်းနဲ့ကဲရအောင်မယ်အဲ့တော့9နှစ်ကို3 3 6ရှင်းနဲ့ကတ်တော့ကျွန်တော်တင်းနာအင်ကအော် sorry အင်ကဘယ်လိုဥစ္စာတပတိ300ပဲကသားရတယ်ပုံမှာထွက်လာဆိုထွက်ပြီးပါတယ်တဲ့ဟောဒီမှာ ကြာတာပရိနေ3ရက်မကျော်မှာပေါ့62 80နှစ်ဆိုပြီးတော့ထွက်ထားတယ်9နှစ်ကို3 6ရက်နဲ့ကတော့နော်2 3နှစ်3နှစ်6နှစ်8ဆိုတဲ့ခဏလေးွက်ထဲကနေ60နှစ်80နှစ်ဆိုပြီးတော့ထပ်ထွက်ထားတယ်။ကဲအဲ့တော့နောက်တစ်ပွဲကိုဆက်သွားကြည့်။ကျွန်တော်ဒီလိုပြပီးတီချာပြပီးကျွန်တော်ကူမာတွေတီးစီရင်လို့ပြပီးတာနော်။ဒီများကပါစပြားမှာလမ်းမဆုံးစေနဲ့နော်။အဲ့တော့ဒီပွဲမှာကြည့်မယ်။ ဒီမှာ၄ဘူးဟောဒီမှာ၈ပန်းဒီမှာ၂ဘူးဟောဒီမှာက၃၅၈ပရိ၄ပရိ၈ပရိအဘူးနှက်ခတ်တောင်းရက်ဖြစ်တယ်အဲ့တော့၄ရှစ်ကိုကျွန်တော်၁၃၆ရှစ်နဲ့ကံ၄ရှစ်ကို၁၃၆ရှစ်နဲ့ကတော့၁နဲ့၃ဒီ၃ရက်တွေမှာအင်္ဂါနေ့ညနေစီမှာ၃၄ဆိုပြီးတော့ကြာတာ၃ရက်မကျော်ဘူးပေါ့နော်အဲ့တော့နောက်တစ်ဝက်ကိုသတ်သွားကြည့်အဲ့တော့ဒီဝက်မှာက၃ဘူးက၆ပရိ ဟောဒီကနက်ခက်ကကျွန်တော်တို့က6ဟုတ်တယ်6လုံး6တလုံး3 6ရှစ်နဲ့ကတ်တော့6 3 6 3 6ဘူး6ရှစ်ဆိုတဲ့ခဏလေးဘွားကနောက်တစ်ပတ်တွင်မှာထွက်လာဆိုထွက်တယ်အင်္ဂါနေ့မနက်စည်းမှာ68ဆိုပြီးတော့ထွက်ထားတယ်ဟုတ်ပြီနော်ကဲအဲ့တော့နောက်တစ်ဝဲကိုဆက်သွားကြည့်ဟောဒီက10ဘူးဟောဒီက9တုံးအပူနက်ခက်တောင်းဖြတ်ကြတယ်အပူနက်ခက်တောင်းဖြတ်ကြတာပြည့်တွေ့ကြအောင်ဟောဒီအပူက6ပြည့်ဟောဒီကနက်ခက်က10ပြည့်6 8ကိုကျွန်တော်တင်3 6ရှင်းနဲ့ကတ်ပြရအောင်ဟုတ်ပြီအဲ့တော့ဒီ6 8ကိုတင်3 6ရှင်းနဲ့ကတ်တော့ အင်္ဂါဘုဒ္ဓဘူးဇာတာပတိတောက်ကြဒီ၄ရက်တွင်မှာเนาะကျွန်တော်တို့ကဟောဒီမှာ63ဆိုပြီးတော့ဘုဒ္ဓဘူးမကြော်မှာကြာပေးထားတယ်68ကို3368နဲ့ကတ်တယ်ဟောဒီမှာ63ဆိုပြီးတော့ကြာပေးထားနောက်တစ်ပွဲကိုဆက်သွားကြည့်ဟောဒီမှာ5ဘူးဟောဒီမှာနက်ခက်3ညာခွန်အဲ့တော့အပူးနက်ခက်တောက်ကြကြာတယ်ဒီက5ဘူးက3ညာပြိဆို3ညာလုံးနက္ခတ်ကခွန်ပရိဆိုခွန်တလုံး၃ညခွန်3368နဲ့ကတ်တယ်အဲ့တော့တင်းနေတာအင်္ဂါ2ရက်အတွင်းမှာဟောဒီ83ဆိုပြီးတော့ကြာထားပြီ ဟုတ်ပြီနော်83ဆိုပြီးတော့ကြာတာပြီကဲနောက်တစ်ခွဲကိုဆက်သွားကြည့်ဟောဒီမှာနက်ခက်ဟောဒီမှာအပူအပူနက်ခက်တောင်းပြကြတယ်ငါးရိတ်သုံးညပြိငါးသုံးညကိုကျွန်တော်တို့က136နဲ့ကြာတော့ငါးသုံးညကို136နဲ့ကနောက်တစ်ပတ်တွင်မှာကြာလာဆိုတော့တရက်နေ့ရက်3ရက်တွင်မှာ56ဆိုပြီးတော့ကြာတာပြီနော်အဲ့တော့ဒီဘက်မှာလည်းကျွန်တော်နက်ခက်ဒီမှာအပူငါးပြိလေးပြိငါးလေးကိုကျွန်တော်136နဲ့ကြာတော့ငါးလေးကို136နဲ့ကတဲ့မူပါတရက်နေ့ရက်3ရက်တွင်မှာကျွန်တော်ဟောဒီဘက်မှာ56ဆိုပြီးတော့ကြာတာပြီ ဟုတ်ပြီနော်ဟုတ်ပြီဒီမှာ9ဘူးဟောဒီမှာ3 9နှစ်ခက်အပူနှစ်ခက်တောင်းပြကြရတယ်ဟောဒီ9ဘူးက10ပရိက8 3 9က10ပရိက8ဆို8တလုံးကိုကျွန်တော်တက်3 6ရှင်းနဲ့ကဲရမယ်8တလုံးကိုတက်3 6ရှင်းနဲ့ကဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့8 8 3 8 6 8ဘူးဆိုတဲ့ခဏလေးွက်ထဲကတင်းကအင်္ဂါပလုတ်တီ300တွေမှာ18ဆိုပြီးတော့ကြာပေးထားတယ်ဟုတ်ပြီနော်ကဲအဲ့တော့ဒီဘက်မှာလည်း18နှစ်ခက်တက်ဘူးကအပူအပူနှစ်ခက်တောင်းပြကြရတယ် နော်အဲ့တော့အဘူးနက်ခတ်တောင်းဖြတ်ကြထားတာဖြစ်တော့တဲ့ကြောင့်ဘလို့ကျွန်တော်တို့ကတစ်ဘူးကကျွန်တော်တို့က2ပြိကာ2တစ်ရှစ်က6ပြိကာ6 2 9ကိုကျွန်တော်တို့တစ်3 6ရှင်းနဲ့ကဲအောင်အဲ့တော့2 9ကိုတစ်3 6ရှင်းနဲ့ကဲတဲ့မူနောက်တစ်ပတ်တော့မှကြာလာဆိုကြာလာပဲဒီမှာ32ဆိုပြီးတော့ကြာပြီးသားတယ်ဟုတ်ပြီနော် 32ဆိုပြီးတော့ကြာပေးထားခဲ့။ကြဲအဲ့တော့နောက်တစ်ဘက်ကိုဆက်သွားကြည့်။နောက်တစ်ဘက်ကိုဆက်သွားကြည့်တော့ကျွန်တော်ဟောဒီမှာကအပူက3ညာဘူး။ဟောဒီမှာနက်ခက်က6ခု။အပူနက်ခက်ထောင်းလျက်ကြ။အပူနက်ခက်ထောင်းလျက်ကြထားတာဖြစ်တဲ့အတွက်ကြောင့်အပူက3ညာပရိက3ညာတလုံး6ခုက5ပရိက5တလုံး3ညာ5ကို3368နဲ့ကြည့်ရမယ်။အဲ့တော့3ညာ5ကို3368နဲ့ကတ်ရဘူး။၁ရက်၂ရက်3ရက်တွေမှာကြာတာဆိုဟောဒီမှာ15ဆိုပြီးတော့ကြာတာပြီ။ဟုတ်ပြီနော်စက်ကြည့်မယ်ကဲဟောဒီဒီမှာအပူနက်ခတ်တောင်းပြကြတယ်ဟောဒီအပူက၉ဘူးဟုတ်ပြီ၉ဘူး တရားတစ်ဆက်ကတစ်ဆက်ဆိုတော့နက္ခတ်က9ပြိအဲ့တော့9ပြိ10ပြိပေါ့နော်အဘူးက10ပြိနက္ခတ်က9ပြိ19ကို336ရှင်းနဲ့ကဲ19 336ရှင်းနဲ့ကဲတဲ့မူတနင်းနာအင်ကဗုဒ္ဓဘူး300အတွင်းမှာတနင်းဗုဒ္ဓဘူးနေ့မနက်စိမှာကျွန်တော်တို့ကတစ်ဆက်ဆိုပြီးတော့ထွက်ကြပြီဟုတ်ပြီနော်ဗုဒ္ဓဘူးလုံးဝမကြော်သေးဘူးနော်ကဲအဲ့တော့နောက်တစ်ဘဲကိုဆက်သွားကြည့်နောက်တစ်ဘဲကိုဆက်သွားကြည့်တော့ဟောဒီကအပူဟောဒီကနက္ခတ်အပူနက္ခတ်တောင်းပြကြတယ်အပူနက္ခတ်တောင်းပြကြပြီးတော့တစ်ဘူးကဘာပြိတယ်နှစ်ပြိနှစ်တလုံး တိရှိကဘာတွေကိုပြီးကိုလုံးနှစ်ကို1368နဲ့ကတ်သူနိုင်ကို1368နဲ့ကတ်တဲ့မူကတဲ့ဒီတော့မှလုံးဝမထွက်တော့ဖောက်တာဖောက်တာရင်နောက်တစ်ပတ်ကြမှာ23ဆိုပြီးနောက်တစ်ပတ်ကြမှာတော့ဒါဘောင်ဝင်ဦးထားလိုက်တပဲတပွဲပဲဖောက်သေးတယ်အခုလက်ရှိကျွန်တော်ပြပေးတယ်နှစ်နှစ်ကျော်သာကျင်တာနဲ့တပွဲပဲဖောက်သေးတယ်ကြဲအဲ့တော့နောက်တစ်ပွဲကိုဆက်သွားကြည့်နော်ဟောဒီကခွန်ပြေဟောဒီက6ပြေခွန်6ကိုကျွန်တော်1368နဲ့ကတ်ရမယ်ခွန်6ကို1368နဲ့ကတ်တော့ကျွန်တော်တို့ကဟောဒီ တနင်္လာနေ့ညနေစင်းမှာ86ဆိုပြီးတော့ကြာထားပြီလေဟုတ်ပြီနော်ကဲအဲ့တော့နောက်တစ်ဘက်ကိုဆက်တိုက်ကိုတို့ကလင်နာဆက်ပြရဲကျွန်တော်ကူမှာဒီများကပါဆက်ပြမှာလမ်းမဆုံးစေချင်လို့ဆက်ပြကိုယ်တိုင်သိမှာကိုယ်တိုင်လုံးမှာကိုယ်တိုင်ရမှာဟုတ်တယ်နော်ကဲအဲ့တော့ဒီဘက်မှာကြည့်မယ်ဒီကနှစ်ဘူးဟောဒီက၃ညခွန်နှစ်ဘူးက၄ဘရီက၄တလုံး၃ညခွန်ကခွန်ဘရီကခွန်လို့၄ခွန်ကျွန်တော်တို့က၁၃၆ရှင်းနဲ့ကတ်ပြရမှာအဲ့တော့၄ခွန်က၁၃၆ရှင်းနဲ့ကတ်တဲ့မူကားတဲ့ နောက်တစ်ပတ်တွင်မှထွက်လာဆိုတော့၄ခွန်3 6ရှင်းနဲ့ကတ်တယ်မတီးဘူးနော်နှင်းဘူး၃ညခွန်၄ခွန်3 6ရှင်းနဲ့ကတ်တယ်မူကနောက်တစ်ပတ်တွင်မှထွက်လာဆိုတော့ထွက်တယ်တင်းနာအင်္ဂါဗောဓဟု3ရက်တွင်မှ84ဆိုပြီးတော့ထွက်ထားတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်၄ခွန်ကို3 6ရှင်းနဲ့ကတ်တယ်မူတင်းနာအင်္ဂါဗောဓဟုမှာကျွန်တော်တို့84ထွက်တယ်80ထွက်တယ်နော်ကဲထားပါတစ်ချိန်ထွက်ရင်ရပြီနောက်တစ်ဘက်ကိုဆက်သွားကြည့်ပြီးခဲ့တဲ့အပတ်မှာရတယ်ဆိုတော့ဒီမူကြောင်းရတယ် ဟောရီယာခွန်ဘူးက၄ပရိဟောရီယာနက်ခတ်ကခွန်ပရိ၄ခုကျွန်တော်136နဲ့ကတ်၄ခုကို136နဲ့ကတ်တဲ့ဘူးကကျွန်တော်တင်းနာအင်္ဂါဗုဒ္ဓဘူးကြီး300အတွင်းမှာကျွန်တော်၄ခုကို136နဲ့ကတ်တဲ့ဘူးကဟောဒီဘုံမှာကျွန်တော်တို့က98ဆိုပြီးတော့ကြာထားဟုတ်ပြီတော့98ဆိုပြီးတော့ကြာထားပြီကဲအဲ့တော့ပြီးခဲ့တဲ့အပတ်တုန်းကအားတဲ့အပူနက်ခတ်နက်ခတ်အပူ အပူနက်ခတ်ဆိုပြီးတော့နက်ခတ်တွေအပူတွေတောက်လျှောက်ကြတယ်ဒါပေမဲ့ကျွန်တော် တို့ရဲ့မူရအရင်ဆုံးကြတာကိုယဉ်ယူရမယ်ဆိုဒီလေးဘူးကဒီနက်ခတ်နဲ့ဆိုရင်ဒီကောင်ကအရင်ကြတာဟုတ်ပြီနော်ဒီကောင်ဒီကောင်နောက်ကြတယ်ဟောဒီကောင်ဒီကောင်နောက်ကြတယ်အဲ့တော့ဒီအပူကဒီနက်ခတ်နဲ့မှဒါအရင်ကြတယ်ဒီအပူဒီနက်ခတ်နဲ့ကြအောင်နှိမ့်ချင်းရိုက်ထားပြီးရီလို့မရဘူးဇောင်းမဖြစ်တဲ့အကြောင်းရီလို့မရဘူးအဲ့တော့ဒီဇောင်းဖြစ်တဲ့ဒီလေးဘူးကိုဒီ၉၆နဲ့ကပ်အောင်နော် ဟုတ်ပါတယ်เนาะခွန်ချူเนาะအဲ့တော့ကျွန်တော်တို့ကဒီမှာကဟူးမကျော်အားကောင်းဆုံးကြံ၃ရက်လိုက်ရန်ဆိုတာက၈ငါးကိုကျွန်တော်တို့ကတဲ့3 6နဲ့ကပ်မယ်အဲ့တော့ရှင်ငါ့ကိုတဲ့3 6မှာဒီမူကအခုတည်းရှိကျွန်တို့တရား3နှစ်နှစ်နှစ်ခွဲစာရှိတယ်ကလင်လာပေါ့ဒီကလင်လာနှစ်ရွက်ဆိုရင်နှစ်နှစ်ခွဲရှိတယ်အဲ့နှစ်နှစ်ခွဲနာမှာကျွန်တော်ပြောချင်တာဘာလဲဆိုတော့ ဒီတပွဲကဘုရဝူကြော်ပြီးကြာတယ်ဒီတပွဲမှာကြာတော့ကျွန်တော်တို့ကဖောက်သွားတယ်မကြောက်လုံးဝမကြောက်အဲ့တော့ဒီနှစ်ချက်ပဲအပြစ်ပြောတာရှိကျန်တဲ့အပင်လေးလိုက်ကြည့်လိုက်ကျန်တဲ့အပင်လေးကျန်တဲ့အပင်ကျွန်တော်ကူလက်ဆက်ပြီးပြီးသွားပြီအကုန်လိုက်ကြအရှိမှလည်းရှိသေးတယ်ဒီကလင်နာအပင်ဟိုအရှိ921 2000ဟော921 920ကလင်နာထဲမှာလည်းသွားကြည့်ကြည့်လိုက်လုံးဝ ဗုဒ္ဓဘူးမကျော်မှာအကြများတာပေါ့နော်အဲ့တော့ဒီဗုဒ္ဓဘူးမကျော်အကြများတဲ့အပွဲကဒီမှာရှင်းငါးဟုတ်3 6ရှင်းနဲ့ကက်တယ်မူပါရှင်းနဲ့ပတ်သက်ပြီးတော့မစင်သေးဘူးငါးနဲ့ပတ်သက်ပြီးတော့3ညာငါးတစ်ခွက်ပဲစင်သေးတယ်အဲ့တော့မစင်သေးဘူးအဲ့တော့ဒီကနေ့ဟောဒီဗုဒ္ဓဘူးနေ့ကသူ့ရဲ့မူရဲ့နောက်ဆုံးနေ့ဂျောင်ဝိတ်နေ့ဂျောင်ဝိတ်အခွေလို့တော့ပြောလို့ရတယ် အဲ့တော့ဟူးမကြော်မှာအားကောင်းတဲ့ကြံ၃ရက်လိုက်ရမယ်ဆိုဒီနေ့ကနေစလိုက်ရမဟူးမကြော်မှာဒီနေ့ကတော့မဖြစ်မတည်လိုက်ရမယ်ဒီနေ့ကနေပြီးတော့တရက်၂ရက်၃ရက်အတွင်းမှာလုံးဝရှက်ကျင်းတိပေါ့ထွက်ကူထွက်ပြရမယ်ဆိုတဲ့မူတကူက၈၅ကို